ပြန်ကြကတော့ကျွန်တော်ပြန်ကြပြန်ကြကမေယျပြန်ကြကကျွန်တော်အကုန်ရေးပေးထားတာပဲဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကတချို့ကမေးနေနေ့နေ့ခုံကပြန်ကြနိုင်သလားကိုရမလားမသိထိုးရတာပေါ့နော်နေ့နေ့ခုံလိုကနန်းမျိုးမှမထိုးရင်တော့လူလူမိုက်ဖြစ်သွားတယ်နေနေခုံလိုပဲနမ်းမျိုးမှမထိုးရင်လူမိုက်ဖြစ်သွားမယ်တဲ့ အဲ့ကျွန်တော်နှစ်နှစ်ခွန် site တစ် site ကျွန်တော်ပြပေးလိုက်မယ်เนาะဒီမှာကျွန်တော်ဆရာဥနိုင်လေးကြည့်နေလို့အဲ့တော့ဟိုပြီးခဲ့တဲ့ဘွဲကကျွန်တော်ကစားခဲ့တဲ့ကစားခွက်ကိုကျွန်တော်တို့မျက်စိမလဲအောင်တော့နည်းနည်းပြန်နှွေးပြီးมาရမယ်ပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောခဲ့တဲ့ဒီ line လေးပေါ့เนาะကျွန်တော်တို့ဒီ9နောက်ပိတ်ကနေကျွန်တော်တို့3နှစ်ကျော်เนาะဒါကျွန်တော်တို့9နောက်ပိတ်ကနေ3နှစ်ကျော်มาဖြစ်တဲ့ဖြစ်စဉ်တွေเนาะဒီ9နောက်ပိတ်ကနေ3နှစ်ကျော်ကျွန်တော်တို့ခွန် 6เนาะဒီ6ကကိုထိုက်ဒီ6က6ထိုက်เนาะဒီ9က9ထိုက်ဒါကျွန်တော်ပြီးခဲ့တဲ့ဘွဲတွေကဒါတွေကိုထည့်မပြခဲ့အဲ့ဒီမှာကျွန်တော်ပြောခဲ့တာကပရိသတ်4ရဲ့ဇောင်းမှာ ထွက်တဲ့ကဏ္ဍသည်ရှေ့တနည်းကျော်ကကဏ္ဍသူ့ဘေးရကဏ္ဍသည်ပြန်ကြကြလို့เนาะဒီကဏ္ဍသည်ပြန်ကြကြလို့ဒီကဏ္ဍသည် တနစ်ကျော်သူလိုက်ထွက်ပြီဒီမှာလဲအတူတူပဲဒီငါဒီပရိတ်ရှိကရှိထိတ်ဖြစ်ပြီအဲ့ဒီနှစ်ထဲမှာပရိတ်ဆက်သုံးဘီးမှာထွက်တဲ့ကဏ္ဍရှိတနစ်ကျော်ပါဒီကဏ္ဍဒီပြန်ကြကြခဲ့လို့သူဘီကဏ္ဍလိုက်ပေါက်တာเนาะအခုကျွန်တော်တို့ဒီဒီမှာအဲ့လိုပဲပရိတ်ကွန်ခွန်ထိတ်ဖြစ်ပြီဒီပရိတ်ဆက်နှစ်ရဲ့ဘီးမှာထွက်တဲ့ကဏ္ဍရှိတနစ်ကျော်ကဏ္ဍဒီကဏ္ဍဒီပြန်ကြကြခဲ့လို့เนาะ သူ့ဘေးကကနန်းသည်တနစ်ကျော်လိုက်ထွက်တာစနစ်ပြိပိထွက်တာเนาะကျွန်တော်အဲ့လိုပြောခဲ့တယ်အဲ့ဒီမှာနောက်နှက်ကတူတာတွေကျွန်တော်မပြောခဲ့တာဒီတိတိခွန်ဆောင်ထိုးเนาะတိတိခွန်ဆောင်ထိုးပြီးသူ့ဇောင်းမှာထွက်တဲ့ကနန်းသည်ရှေ့တနစ်ကျော်ကကနန်းဇောင်းစင်းပေါအဲ့ကနန်းကမှတနစ်ကျော်ထွက်တာဒီမှာလည်းအတူတူပဲဒီမှာတိတိခွန်ဇောင်းထိုးเนาะသူ့ရဲ့ဇောင်းကကနန်းသည်ပြန်ကြဒီကနန်းသည်ရှေ့တနစ်ကျော်ကနန်းဇောင်းစင်းပေါအဲ့ဒီကောင်ကမှတနစ်ကျော်လိုက်ပေါတာ เนาะဒါတွေကျွန်တော်မပြောခဲ့ဘူးနှစ်ကပ်သုံးကပ်နဲ့ပဲကျွန်တော်ပြောခဲ့တာအဲ့ line ထဲမှာအခုကျွန်တော်တို့နောက်တစ်မျိုးပြန်တွေးကြည့်ရင်ဒီနှစ်နှစ်ခွန်ကိုပဲပြန်ပြီးတော့ယူရမှလို့ဖြစ်တယ်ဘာလို့လဲဆိုတော့အခုကျွန်တော်တို့အဲ့ဒီ line ထဲမှာခုနကကျွန်တော်ပြခဲ့တဲ့၅လေးနှစ်เนาะပရိတ်၄ပြီးမှထွက်တဲ့ကောင်အဲ့ဒီကောင်ဒီကျွန်တော်ရှေ့တစ်နှစ်ကျော်ကနန်းလို့ကျွန်တော်တို့ယူခဲ့ကြတယ်မှန်တယ်နောက်ထပ်တစ်မျိုးအဲ့ဒီနှစ်ထဲမှာ ီငါထိုင်နေဗရိတ်ခွန်ကသူကနှိမ့်လို့ဖြစ်သူ့ဘေးမှာထက်သီးတောင်သုံးလုံးကိုသုံးလို့သူပုံတွေရိုက်တယ်နော်သုံးနောက်ပိတ်သုံးလုံးကသူကကိုးလို့ရိုက်တယ်နော်ထက်တောင်သုံးလုံးပေါင်းရင်သုံးနောက်ပိတ်သုံးလုံးပေါင်းရင်ကိုးလို့ဖြစ်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍကဗရိတ်ကကိုးလို့ထွက်တယ်အဲ့ဒီကိုးဗရိတ်ကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကကန်ဘာလို့ဒီကနန်းကိုယူတော့ဆိုတော့ဒီ95ဒီပြန်ကြကြခဲ့တာပဲ နော်ပညာကဏ္ဍဝေးရကောင်ကိုတနည်းကျော်ပြစ်တာပဲဒီမှာလည်းအတူတူပဲခုနကကျွန်တော်ပြခဲ့တယ်ဒီ985ဒီအဲ958ဒီပြန်ရကြခဲ့လို့ဒီကဏ္ဍဒီတနည်းကျော်ကိုနှမ်းပြစ်တာပဲနော်အဲ့တော့ဒီမှာမူနှမှုက958ဘေးရကဏ္ဍနှစ်ကွက်လုံးထွက်တယ်ဒီကဏ္ဍပြန်ကြခဲ့လို့သူ့ဘေးကဏ္ဍပြစ်တယ်ဒီကဏ္ဍကလည်းပြန်ကြခဲ့လို့သူ့ဘေးကဏ္ဍကလိုက်ပြစ်တာပဲအဲ့ဒီမှာကျွန်တော်တို့ကမူခွဲကစားပြီဟုတ်ပြီ ဒါဆိုရင်ကျွန်တော်ပြောခဲ့တဲ့ထိတ်ထောင်၃လုံး၃ပုံတွေရိုက်မယ်နောက်ပိတ်၃လုံး၉လို့ရိုက်နောက်တစ်ခါကျွန်တော်တို့အခုဒီနှစ်ထဲမှာထိတ်ထောင်၃လုံးကို၃လို့သူပုံတွေရိုက်တယ်နော်ခွန်၈၈ထိတ်ထောင်၃လုံးကို၃လို့ရိုက်တယ်၅ထိတ်နဲ့ပရိတ်ခွန်က၂ပုံတွေရိုက်တယ်နောက်ပိတ်၃လုံးကြတော့သူကပထမကတ်မှာ၉လို့ရိုက်ပြီးတော့နောက်ကတ်မှာ၈လို့သူရိုက်တယ်နော် အဲ့ဒီထိထောင်၃လုံး၃လို့ဖြစ်တယ်နောက်ပိတ်၃လုံးက၈လို့ဖြစ်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍဒီပထမကတ်မှာ၃ရက်ပါတယ်ဗရိတ်ကိုဒုတိယကတ်မှာ၃ရက်ပါတယ်ဗရိတ်30ဒီလိုယူရင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီလိုတော့မယူတော့ကျွန်တော်ဒီနေရာမှာ30ဗရိတ်လို့ယူလိုက်ဒီကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကကျွန်တော်ပြောခဲ့တဲ့ပြန်ရကဏ္ဍပေးရတော့နော် ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာထိုက်တောင်3လုံး962ဆိုတော့3လို့သူလာဖြစ်ပြီချစ်ထိုက်ဈေးနဲ့ပရိတ်၄နဲ့ပေါင်းရင်သူကလည်း2လို့ပုံသေးလာဖြစ်ပြီနောက်တောင်3လုံးကိုလည်းသူကခွန်လို့သူလာထည့်ပြီကဲသူ့အောက်မှာ ထွက်မဲ့ကဏ္ဍကပရိတ်7ချစ်တနှစ်ကျော်ကကဏ္ဍနော်ပရိတ်7ချစ်တနှစ်ကျော်ကကဏ္ဍနှစ်ကွက်တည်းရှိတာ650နဲ့နည်းနည်းပါထည့်ပြန်ကြကဏ္ဍဘေးရောက်ထည့်မယ်ဆိုဒီကဏ္ဍကိုပဲပြန်ထည့်ရအောင် เนาะအဲ့ဒီမှာကျွန်တော်တို့နိခွန်နည်းဆိုတဲ့ကဏ္ဍဒီကဏ္ဍကိုပဲကျွန်တော်တို့ပြန်ထည့်ရဟုတ်ပြီအဲ့ဒီကဏ္ဍကိုပြန်ထည့်မယ်ဆိုတော့ကျွန်တော်ကခွန်နောက်ပိတ်ကြလို့သူအောက်ပြန်ကြရိုက်မယ်နိနိခွန်ဝမ်းချင်းကျွန်တော်ပြောခဲ့တယ်เนาะအဲ့သူကอืมဒီကောင်ကရှော့ရှိတယ်ရှော့ရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီနောက်နှက်ကတ်မှာကခုနကျွန်တော်ပြောသလိုပြညာကဏ္ဍဘေးရကောင်ဒီဇောင်းစင်းပေါက်ပြီးတနေ့ကျော်ထွက်တယ် ်တတိခွန်ဆောင်းထိုးတယ်သူဆောင်းကကလည်းပြန်ကြတယ်ဒီမှာတတိခွန်ဆောင်းထိုးတယ်သူဆောင်းကလည်းပြန်ကြတယ်ဒီနေ့ကျော်ကလည်းဆောင်းစင်းပေါက်ပြီးလမ်းပြစ်မယ်ဒီပွဲကိုကျွန်တော်ပြစ်ရှင်ဘာလို့တော့သူကဒီနောက်နှက်ကတ်မှာသူကပုံစံတူကစားရိုက်ရှင်တယ်နော်အဲ့ဒီလိုမျိုးကျွန်တော်တွေးကြည့်တယ်ဒါဆိုအချိန်နှက်ကတ်နဲ့ကစားမလားအချိန်နှက်ကတ်နဲ့လည်းကစားလို့ရတယ်ဒီကနေ့တနေ့ကျော်ကကနန်းမှန်တယ်အဲ့ဒီကနန်းဒီသူ့ရဲ့အရှိနှစ်နှစ်ကျော်မှာထွက်ထားခဲ့တဲ့နှစ်ကြိမ်ကကနန်းနော် တပင်ကျော်660ပြန်ကြရတဲ့ဘွဲကျော်ပဲဒီကနေ့တည်းနှစ်နှစ်ကျော်ပေါက်ပြန်ကြကနေ့ဘေးမှာကပ်ပေါက်မယ်တနှစ်ကျော်လိုက်ထွက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီနှစ်6ခုပြန်ကြရဲ့နှစ်ဘွဲကျော်မှရှိတဲ့နှစ်ကြိမ်ရကနေ့နှစ်နှစ်ခုဒီနှစ်နှစ်ကျော်တူလိုက်ပေါက်တစ်ကိုးလျှောက်ပြန်ကြဘေးမှာပေါက်တယ်ပေါက်ပြီးရင်ဒီကနန်းတည်းတနှစ်ကျော်လိုက်ထွက်မယ်ဒီအချိန်ကိုကျွန်တော်တို့ထည့်လို့ရတယ်နော် ကျွန်တော်ပြောခဲ့တဲ့အထောင်သုံးလုံး300အောက်မှာထည့်မယ်ကျွန်တော်ပြောခဲ့တဲ့ဒီမှာအထောင်သုံးလုံး300အောက်မှာထည့်မယ်ဆိုထည့်မယ်ဗရိတ်9ဗရိတ်10ဗရိတ်17ဟုတ်ပြီနော်အဲ့ဒီနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍကပြန်ကြတဲ့မှာလဲသူကရောရိုက်သွားနိုင်တာကြောင့်မထုံးမဖြစ်ထိုးကိုထိုးရမယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ တခြားရှိသေးတယ်နိနစ်ခွန်ရနော်နိနစ်ခွန်ရနောက်ထပ်တည်းရှိသေးတယ်ဒါပေမဲ့ကျွန်တော်မပြောတော့ဘူးဗျာထားလိုက်ပါကျွန်တော်ခုနကကြာကျင်တာနိနစ်ခွန်ချောက်ပြကျင်တာဒါပေမဲ့ပြန်ရအကုန်ထိုးလို့ပြောပြီးတော့နိနစ်ခွန်ခြံခဲ့မှဆိုလို့နော်တချို့ကမရဘူးဟိုတစ်တစ်6တုံးအတစ်တုံးည6တုံးကလို့ဖြစ်နေမှဆိုလို့ခုနကဒီကနန်းကြီးကျွန်တော်တို့9နှစ်မြောက်လိုက်ပေါတော့သုံးပရိတ်သုံးထိတ်နော်သူ့ဘေးမှာသုံးနောက်ဘေးနဲ့ပရိတ်9လို့ဖြစ်တဲ့ဘေးပေါတယ်နော် ီသုံးပရိတ်သုံးအဲသုံးထိတ်သုံးပရိတ်ကအဲဒီအောက်ဆောင်မှာထွက်တဲ့ကဏ္ဍကမှာကျွန်တော်ပြောတဲ့ကဏ္ဍအသုံးခေါ်သုံးပြီးတော့ကျွန်တော်တို့ဒီမှာနှစ်နောက်ပိတ်ပရိတ်၄လို့ရိုက်တာနော်သုံးနောက်ပိတ်ပရိတ်၅နှစ်နောက်ပိတ်ပရိတ်၄သူ့ဘေးမှာထွက်တဲ့ကဏ္ဍဒီနှစ်ထိတ်ကနှစ်ပရိတ်လို့ရိုက်ဒီအောက်ဆောင်မှာထွက်တဲ့ကဏ္ဍကမှာဟောဒီကဏ္ဍဒီတစ်ချက်သုံးပြီးပြီးနှစ်ပြီးပြီးအခု၁နောက်ပိတ်နဲ့ပရိတ်၃လို့ရိုက်ပြီနော်၅၄၃ပရိတ် သုံးနောက်ပိုင်းနှစ်နောက်ပိုင်းတစ်ပရိတ်တစ်နောက်ပိုင်းသူ့ဘေးမှာဒီတက်ကပရိတ်တင်နော်အဲ့လိုဖြစ်ထားတယ်သူအများကြီးဒီဘက်မှာအတူညီရက်တွေအကုန်ရှိတယ်အဲ့ကျွန်တော်တို့ပြောမနေတော့ဘူးရှေးမှာဆိုလို့နော်ဒီဆောင်မှာထွက်မဲ့ကဏ္ဍဒီခွန်စွန်းနဲ့ခုနှစ်ကကဏ္ဍအဲ့ဒီ2019နဲ့ကကဏ္ဍကိုလုံးဝလက်မလွတ်ပါနဲ့နော်နှစ်ပါတဲ့ကဏ္ဍခွန်ပါတဲ့ကဏ္ဍတွေဦးစားပေးကစားပါဒီဘွဲမှာနော်ဒါတွေမွေးကဏ္ဍရှိတယ်နှစ်ပါတဲ့ကဏ္ဍခွန်ဒါတွေမွေးကဏ္ဍရှိတယ်နှစ်ပါတဲ့ကဏ္ဍ နောက်တက်နောက်ပိုင်းနဲ့ဗရိန်ကဒီကောင်းနေထိုးလို့ရတယ်เนาะလေးတက်ခွန်ရှယ်ကိုရှိတယ်เนาะအခုကျွန်တော်ပြောနေတယ်တနစ်ကြော်ကန်တန်းဆိုရင်လေးတက်ခွန်လည်းရတာပဲเนาะနောက်ပြီးတော့တဲ့ခုနကကျွန်တော်ပြောခဲ့တဲ့အရှိတုံးဟုတ်ထားလိုက်ပါတော့เนาะကျွန်တော်မိတ်ဆွေဒီဆက်ခွန်ကန်တန်းတကွအကောင်းနဲ့ပြန်ကြအကောင်းနဲ့เนาะ79နဲ့ကကနဲ့ ကျွန်တော်ကကျွန်တော်ကနှစ်နှစ်ခွန်တလုံးညိမှ ကစားခြင်းတယ်ဒီပွဲကိုနော်ဘာလို့နှစ်ခွန်တလုံးညိမှကစားခြင်းလဲဆိုတော့နှစ်ခွန်တလုံးကိုတော့နေရာမှာပြောင်းခြင်းပေါ့နော်နေရာမှာပြောင်းခြင်းကျွန်တော်တွေ့တာနည်းနည်းလေးနောက်ကျသွားတယ်ဒီစိုက် တစ်ဆက်ကကျွန်တော်တွေ့တာနည်းနည်းလေးနောက်ကျသွားတယ်နည်းနည်းလေးဆိုမှနည်းနည်းလေးနောက်ကျသွားတယ်တဲ့ကျွန်တော်တို့2021ထဲမှာနှစ်ခွန်ခွန်ဆိုတော့ဒီသုံးလုံး6ဖြစ်လို့6ပါပါသူအောက်မှာဗရိတ်တက်လို့ပြောတာနော်အဲ့ဒီဗရိတ်တက်ကစကြတဲ့ဗရိတ်တက်ပဲအဲ့ဒီဗရိတ်တက်ထွက်ပြီးတာ ਨੇ သူရဲ့အောက်မှာအဲ့နှစ်ခွန်နှစ်က တလုံးကြီးကပြန်ထိုးတယ်တလုံးကြီးပြန်ထိုးမယ်နေရာထိုင်ငိမ့်နေသူကသူ့ရဲ့နောက်နေ့မှာထောင်းဆောင်သုံးလုံးကို699ဆိုပြီးတော့6လို့ပြည့်လို့6ပါဝါပြိစက်1လို့ထွက်တယ်ဒီမှာတော့စကြတဲ့ပြိစက်1မဟုတ်ဘူးဒုတိယစက်1เนาะထွက်တယ်သူ့ရဲ့အောက်မှာထွက်တဲ့ကဏ္ဍသည်အဲ့ဒီ6 6ကိုကြီးတလုံးထိုးပြီးကစားတယ်เนาะဒါဆိုရင် သူ့ရဲ့နောက်နှစ်မှာဇောင်း၃လုံး၆လို့ရိုက်လိုက်တာနဲ့သူ့အောက်မှာပရိသတ်၁လို့ပဲကစားတယ်နော်အဲ့ဒီ၁၁လို့ကစားပေးတာနဲ့သူ့ပေါ်ကနေ1 chain လာကီးတလုံးကစားမလားနော်ဟုတ်ပြီ၁ခွန်လေးကဆို3ခွန်ပဲဟုတ်လားပါလို့လား၁ခွန်စက်ခွန်လေးမှမပါပါဘူးဗျာ။ဒီစားလေးကြည့်ပါဦးကိုတော့။ เนาะအဲ့တော့ဒီဇောင်း၃လုံး၆လို့ရိုက်တာနဲ့သူ့အောက်မှာဗရိတ်၁ထွက်တယ်ထွက်ပြီးတာနဲ့ဒီကနန်းကကြီးပြန်ကစားတယ်။နောက်နေ့မှလည်းအဲ့လိုပဲဇောင်း၃လုံး၆တယ်သူ့အောက်မှာဗရိတ်၁၁ကစားတယ်။သူ့အောက်ထွက်တဲ့ကနန်းဒီအပေါ်ကနန်းတစ်လုံးပြန်ကစားတယ်။ဝမ်းချင်းလို့တော့ယူလို့ရတယ်เนาะဒါအပူတွေထွက်နေတယ်။အဲ့အခုကျွန်တော်တို့ဒီမှာဇောင်း၃လုံး၆လို့သူရိုက်လိုက်တာနဲ့သူ့အောက်မှာဗရိတ်၁၁လို့ကစားတယ်။ သူ့ရဲ့အောက်မှာထွက်မဲ့ကလန်းဒီအဲ့ဒီနှိနှိခွန်လေးကတလုံးညိမကိုရနော်အဲ့ဒါကြီးပဲအဲ့တော့နှိနှိခွန်ကြီးဆိုနှိခွန်တလုံးထိမှဒီကနန်းကဒီပွဲမှာကစားလို့ရမယ်လို့ကျွန်တော်တွေးလိုက်တာအဲ့ဒါကြောင့်မို့လို့ဆက်ခွန်ခုနှစ်ထဲကကနန်းကိုခွန်ပါတဲ့ကနန်းခွန်ပါတဲ့ကနန်းနှစ်ပါတဲ့ကနန်းနော်အတွဲလိုက်ဆိုရင်ဒီကောင်းနေကြိုက်တာခွန်ပါတဲ့ကနန်း နောက်နှစ်ခွန်အတွဲလိုက်တဲ့ကဏ္ဍဒီကောင်လေးကျွန်တော်ကြိုက်တာဟုတ်တာကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးနောက်ခွန်နှစ်ပါတဲ့ကဏ္ဍဒီကောင်လေးကျတော့မွေးကဏ္ဍရှိတာပါနော်ဒီကောင်လေးမွေးကဏ္ဍရှိတယ်ပြီးခဲ့တဲ့ဘွဲကလည်းရိုက်ပြတယ်နောက်ဒီကောင်လေးကအခုဒီဘွဲထိုးရမယ်ဒါဝမ်းချိန်နေကဏ္ဍဒီမှာခွန်ပါတဲ့ကဏ္ဍနော်ခွန်ပါတဲ့ကဏ္ဍဒီမှာခွန်ပါတဲ့ကဏ္ဍဒါခုနကျွန်တော်ပြတဲ့ကဏ္ဍ ဒါပဲရှိတယ်ဟောဒီမှာနှစ်ပါရကဏနှစ်သုံးလေးဟုတ်ကဲ့တကွက်နှစ်ကွက်သုံးကွက်လေးကွက်၅6 9 8 9 10ဆယ်ကွက်ရှိတယ်နော်အဲ့ဒီ10ကွက်ထဲကခွန်ပါရကဏနေနှစ်ပါရကဏနေနှစ်ခွန်အတွဲလိုက်တဲ့ကဏနေစက်ခွန်တွေကကဏလာရင်တော့နှစ်ပိတ်နဲ့လာဖို့များတယ်နှစ်အပိတ်နဲ့လာဖို့များတယ်သတိထားကဲအဲ့တော့ကျွန်တော် ဒီလောက်ပဲပြောမယ်နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဟရီကန်တန်းကကျွန်တော်တို့ကိုမျက်စိလှည့်ပြီးနှခါရိုက်သွားလို့ရတယ်နော်နှစ်ခွန်နှစ်ကလုံးဝရှော့မတွေ့နဲ့အာတော့ထိုးအာထိုးဆိုပေမဲ့ဒီကန်တန်းမျိုးကြရင်ကျွန်တော်ကဒဲ့ကိုပြန်ချခြင်းနော်အဲ့ကျွန်တော်ရေးပေးလိုက်မယ်နှစ်ခွက်နှစ်နှစ်ခွန်ဒါကြလို့နှစ်ထိုင်နှလုံးထောင်ခဲ့ရင် တနှစ်ကြော်ကနန်းဆိုတာမျိုးလည်းရှိတယ်။သူကဒီမှာနှစ်ထိတ်နှလုံးထောင်ပြီးတော့ကစားမလား။ကစားရင်တနှစ်ကြော်ကနန်းလာ။အဲ့တော့သူကျွန်တော်နေတို့ဒီနေရာမှာပဲထွက်လာ။ဒီနေရာမှာကျွန်တော်တို့နှစ်ထိတ်နှလုံးထောင်ပြီးတော့ရှေ့တနှစ်ကြော်ကနန်းနှစ်နှစ်ခွန်။ကျွန်တော်နှစ်နှစ်ခွန်လို့ပြန်ထည့်ကြည့်။ထည့်မယ်ဆိုရင်သူကလည်းကျွန်တော်တို့ကြားထဲမှာ1 2 3 4 5 6 9နှစ်သွားလာတယ်။ နှစ်ထိတ်ထောင်ပြီးတော့ခုနှစ်နှစ်ကိုဟုတ်ကဲ့လားနေရောကျွန်တော်တို့ရှော့ဒီမှာဒီနှစ်3 4 5 6 9 10ခုနှစ်เนาะဟုတ်ရှိနှစ်เนาะအဲဒီနှစ်ထဲမှာခုနကကျွန်တော်ပြောခဲ့တယ်နှစ်ထိတ်နှလုံးထောင်တစ်နှစ်ကျော်ခဲ့တယ်ဒီမှာနှစ်ထိတ်နှလုံးထောင်အဲသုံးထိတ်နှလုံးထောင်ဒီကနန်းဒီ တနစ်ကြော်ကနဲ့အဘွားကနဲ့ကလည်းတနစ်ကြော်ကနဲ့ပဲနော်နှစ်ကွက်လုံးတနစ်ကြော်ကနဲ့ဒီကောင်လည်းတနစ်ကြော်ကနဲ့ဒီကောင်လည်းတနစ်ကြော်ကနဲ့နှစ်ထိပ်နှလုံးထောင်ထောက်3 3 3ခွန်နှစ်နော်3ခွန်နှစ်နော်ဒီကနန်းနှစ်ကွက်3ပါတဲ့ကနန်းနှစ်ကွက်ဒီတနစ်ကြော်မှာ3ထိပ်နှလုံးထောင်ပြီးထွက်တယ် 6နှစ်မြောက်တည်းမှာကျွန်တော်တို့၄ထိတ်နှလုံးထောင်နှစ်ကွက်လုံးဒီတနစ်ကြော်ကဏဖြစ်တာအားလေးနှစ်ကလည်းတနစ်ကြော်ကဏပဲဒီ၄တစ်ကလည်းတနစ်ကြော်ကဏပဲနော်အဲ့တော့အခုကျွန်တော်တို့ကဒီမှာ၄ထိတ်နှလုံးထောင်လဲနှစ်ကွက်လုံးကတနစ်ကြော်ကဏ၃ထိတ်နှလုံးထောင်လဲနှစ်ကွက်လုံးဒီတနစ်ကြော်ကဏ ါဆိုရင်ဒီမှာနှစ်ထိတ်နှလုံးထောင်ပြီးတစ်နှစ်ကြောရခဏတန်တန်းကြီးယူမယ်ဆိုရင်တော့ဒီနေရာမှာနှစ်6 5ကိုယူရတယ်เนาะအဲနှစ်ထိတ်နှလုံးထောင်ပြီး तू ကနှစ်5 6ဆိုတဲ့ခဏမျိုးတထဲလို့ရသလိုအဲ့ဒီလိုမလုပ်ဘဲနဲ့ပြန်ကြနဲ့ဒီနှစ်နှစ်ခွန်ကိုပဲပြန်ထည့်မလားဆိုတာအတွေးမျိုးကျွန်တော်တို့ဝင်သွားလို့ရတယ်เนาะအဲကျွန်တော်တို့ဘယ်ဟာကစားမယ်ဆိုတော့မသိဘူးဒါကတော့နှစ်ထိတ်နဲ့ထိုးရအောင်ကျွန်တော်ရေးထားပြီးသားခဏနေအကုန်လုံး နာနီးမှကျွန်တော်တပ်ပုံရိုက်ပြီးတင်ပေးလိုက်မယ်အခုကတော့အစိုက်ပြတ်တက်တက်ပဲเนาะဟုတ်ပြီအားလုံးပဲကျွန်တော်ညပါသေးเนาะ